ဘာသာမတူပေမဲ့ချမ်းချမ်းလို့သဘောထားမသိသိမ့်မယ်ကထိန်ဝဲမှာကိုရိုင်းသင်္ကန်းကတ်တဲ့မြတ်သူသူရဲ့ခင်ပွန်ကိုဆိုင်ထက်မြတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဘာသာမတူပေမဲ့တဦးတယောက်ချင်းစီရဲ့ဘာသာကိုတယောက်ကလေးစားပြီးတော့ပျော်ရွှင်စရာဘဝလေးကိုပိုင်ဆိုင်ထားတာကတော့တထေးကြီးကိုဆိုင်ထက်မြတ်နဲ့မြတ်သူသူတို့ဇုံတွဲဖြစ်ပါတယ်အခုဆိုရင်တော့တထေးကြီးကိုဆိုင်ထက်မြတ်ဟာဘာသာသားတယောက်ဖြစ်ပေမဲ့ ညသူသူတို့ပါရမီဖြည့်ပြီးတဲ့အနေနဲ့ကထိန်သင်္ကန်းကိုဆက်ကက်လှူဒန်းခဲ့ရပါတခြားတစ်ပတ်မှာတော့အလုံးသေးကြတဲ့အတိုင်းပဲအစိုးရချမ်းချမ်းနဲ့ခင်မောင်ဟောင်ဖုန်တိုင်တို့ကအခုဆိုရင်တော့သမီးလေးမြောင်မိုးခင်းကကိုချမ်းချမ်းကခရီးရန်ပါတာတွင်းပေးလိုက်တာနဲ့ပတ်သက်ပြီးတော့တိုင်းဒီပြည်သည်ပြည်တနာတက်နေရပါတယ် ဒါကြောင့်လေတစ်ဖက်မှာတော့ချမ်းချမ်းကိုလူတွေကတော်တော်လေးဒေါသထွက်နေတယ်လို့ဖုံးတိုက်ကိုရင်ကလည်းဇနီးဟောင်းချမ်းချမ်းကသူ့ကိုအတိမပေးဘဲတမီလေးကိုခရိယံဘာသာတွင်ပေးလိုက်လို့အကြီးကျယ်ဒေါသထွက်နေရဖြစ်ပါတယ်ဖုံးတိုက်ရဲ့အဆိုအရချမ်းချမ်းတို့မိသားစုအသားအဝိုင်းဟာငယ်စဉ်ကတည်းကတမီလေးကိုခရိယံဘာသာဝင်ဖို့အတွက်ပူဇော်နေရလို့သိရပါတယ်ဒါပေမဲ့တခြားတစ်ဖက်မှာတော့ချမ်းချမ်းကဖုံးတိုက်ကတဘောရာသေးတဲ့အကြောင်းသူမကအင်ကိုခရိယံတင်းအုပ်စီအောင်ခေါ်တာကိုစော်ကားမော်ကပြောခဲ့ဖို့ကြောင့်ရင်ဖွင့်ခဲ့ရပါ ချမ်းချမ်းနဲ့ဖုံတိုင်းတို့ကိစ္စမှာဘသူမလို့ဘသူမနဲ့ဆိုတာပြောရခက်ပေမယ့်ဘာသာမတူဘဲလက်ထပ်ထားပေမယ့်တယောက်ကိုတယောက်နားလည်မှုမရှိကြတာကတော့အမှန်ပါပဲအထူးသဖြင့်တော့မြန်မာလူအဖွဲ့အစည်းမှာဘာသာရေးဆိုတာအလွန်တိမ်မွေးတဲ့ကိစ္စရပ်တစ်ခုပါသားသမီးရဲ့ဘာသာရေးကိုမိဘတဦးတည်းကတစ်ဖက်သက်ဆုံးဖြတ်လိုက်တာကတော့ဇန်တယောက်ရဲ့မိဘအခွင့်အရေးကိုပါထိပါးရရောက်သွားစေပါတယ်။ ဒါဟာသူတို့နှစ်ယောက်ကြားကယုံကြည်မှုပြပြသွားစေတဲ့အဓိကအချက်ဖြစ်ခဲ့ပြီးတော့ပရိသတ်တွေကြားမှာပါအကြီးအကျယ်ဝေဖန်စရာတွေဖြစ်ခဲ့တာပါ။ဒါပေမဲ့လေတရုတ်ဆောင်မင်းသမီးမြတ်သူသူနဲ့ခင်မုန်းတဲ့တထေကြီးဆိုင်ထက်မြတ်တို့ကတော့ဒီလိုမဟုတ်ပါဘူးတထေကြီးကိုဆိုင်ထက်မြတ်ဟာခရိယံဘာသာဝင်တဦးဆိုပေမဲ့ဇနီးတဲ့ဗုဒ္ဓဘာသာဒလေထုံထန်းအစဉ်လာအတိုင်းအလူလုချင်းနဲ့တာရဏပြုချင်းနဲ့ဆိုတိုင်းနောက်ကနေလိုက်ပြီးတော့အကောင်းဆုံးပါရမီဖြည့်ပေးနေကြဖြစ်ပါတယ် တကယ်တော့ကိုဆိုင်ထမြတ်ကဇနီးဖြစ်သူမြတ်သူသူရဲ့ယုံကြည်မှုကိုလေးစားယုံကြည်မကပါဘူး။သူမရဲ့မိဘဆွေမျိုးတွေရဲ့ယုံကြည်မှုကိုပါတန်ဖိုးထားသူပါ။အခုလိုကထိန်တင်ငန်းကိုကိုရန်ကိုကြဆက်ကက်လူတန်းနောင်တရဏအလံတွေကိုကင်ဆောင်ပြီးတော့ပျော်ရွှင်နေရေးပုံရိပ်တွေဟာမြင်ရတဲ့သူတိုင်းကိုကြည်နူးစေပါရယ်။တရေကြီးကိုဆိုင်ထမြတ်ကဘာသာကြားဆိုပေမဲ့မနစ်ကလည်းကထိန်ခင်းခဲ့သလိုအခုနှစ်မှလည်းကထိန်ခင်းနေတာဖြစ်ပါရယ်။ ဒီပုံရိပ်တွေကဘာသာမတူရင်အဆင်မပြေနိုင်ဘူးဆိုတော့အတွေးခေါ်ဟောင်းတွေကိုခြေဖြတ်လိုက်တယ်လို့ပါပဲကိုဆိုင်ထမြက်ရဲ့လောရက်ကငါကခရိယံဖြစ်လို့ဖះအောင်မဲလိုက်ရမယ် ဗုဒ္ဓဘာသာဖုံးကြီးကြောင်းကိုမလိုက်နိုင်မှုဆိုတဲ့သဘောထားမျိုးမဟုတ်ပင်တဟာငါချစ်တဲ့ဇနီးရဲ့ကုသိုလ်ငါဇနီးပြောရင်ငါလဲဝမ်းသာတယ်ဆိုတဲ့မြင့်မြတ်တဲ့စိတ်ထားကိုပြသနေရပါအောင်အမှုပညာရှင်တွေရာနာမည်ကြီးသူတွေဖြစ်တဲ့အလျောက်သူတို့ရဲ့အပြုမှုတွေကအလူငယ်တွေအပေါ်မှာတက်ရောက်မှုရှိပါတယ်ချမ်းချမ်းတို့ကိစ္စကဘာသာမတူရင်နားလည်မှုမရှိတဲ့အခါမှာဖြစ်လာနိုင်တဲ့ပရိပခါတွေကိုမိမောင်းထိုးပြနေပြီးတော့မြတ်သူသူတို့ဇုံတွေကတော့ဘာသာတရားဆိုတာရန်ဖြစ်စရာမဟုတ်ပင်အပြန်အလှန်လေးစားမှု ဲ့ငြိမ်းချမ်းစွာ အတူရှင်တွဲနေနိုင်ကြောင်းကိုလက်တွေ့ပြသနေရဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေကရောချမ်းချမ်းနဲ့ဖုံးတိုက်လို့မဟုတ်ပဲဘာသာမတူပေမဲ့ငြိမ်းချမ်းနေတဲ့တယောက်ဆောင်မြတ်သူတို့နဲ့တထေးကြီးကိုဆိုင်းထက်မြတ်တို့ဇုံတွေပေါ်မှာဘလို့မြင်ကြလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။